ကျောင်းတိုင်စီရတော့ဖြစ်ပေမဲ့တကာမာလေးနဲ့တကီတီပီသွားခဲ့လို့လူထွက်လာရတဲ့ပြပွဲမြို့ကစီရတော့ဗိဒ္ဓများအလုံးပဲမင်္ဂလာပါရှင်ဆယ်ဒီဇွန်ဘိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ် တာမအဖြစ်ကျောင်းတိုင်းဆရာတော်တပါးဆိုတာတကာတကာမတွေရဲ့ဥခိုက်ပူဇော်မှုကိုခံယူပြီးတော့တိလက်တမာဒီနဲ့ပြည်ဆောင်ရမယ့်ပုံကိုမျိုးဖြစ်ပါတယ်။ဒါပေမဲ့ပျော်ပွဲမျိုးနဲ့ပြီးတော့အေးကျောင်းတိုင်းမှာဖြစ်ဖြစ်ခဲ့တဲ့ကိစ္စကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်မျက်နှာပူစရာကောင်းလွန်လာပါတယ်။ဇလန်းကတော့ဒီလိုပါ။မူလကျောင်းတိုင်းဆရာတော်ကြီးပြန်လွန်တော်မူသွားပြီးတဲ့နောက်ကျောင်းတိုင်းကိုဦးစီးဖို့အတွက် ရှင်မုံဒေတာဆိုတဲ့ယဟန်ကိုတာဝန်လွှဲအပ်ခဲ့ကြပါတယ်။ဒေတာခံတွေကတော့ဆရာတော်အသင်းနဲ့တတနာပြုလုပ်ငန်းတွေဆက်လုပ်ကြဖို့မျှော်လင့်ထားတာပါ။ဒါပေမဲ့မျှော်လင့်ခြင်းနဲ့လွတ်တွေကတခြားစီဖြစ်သွားခဲ့ပါတယ်။ကြောင်းတိုင်းဆရာတော်ဖြစ်ပြီးတိတ်မကြခင်မှာပဲဒီဆရာတော်ဟာတန်ကဝစ်ကြီးနဲ့ KTV ရောက်သွားခဲ့ပါတယ်။ KTV ဆိုတာ ဘလိုနေရာမျိုးလဲဘာတွေလောက်ကြလဲဆိုတာဗိဒ္ဓကြီးတို့အသေးပါပဲယဟန်တန်ကတပားအနေနဲ့လုံးဝလုံးဝအရှိမချတင်တဲ့နေရာမျိုးဖြစ်ပါတယ်တည်င်းတွေအရာဆိုရင်ကာမဂုဏ်အာယုံတွေလွှမ်းမိုးတဲ့အဲ့ဒီနေရာမှာပျော်ပါနေခဲ့တယ်လို့သိရပါတယ်ဒီကိစ္စကိုတဒနာရေးဆိုင်ရာတာဝန်ရှိသူတွေနဲ့ တန်ကနယကအဖွဲကစစ်ဆေးတရှိသွားတဲ့အခါမှာတော့ရှစ်ရှင်းဆိုတလို့လူဝဲလဲစီပြီးတော့တတနာပေါင်ကနေနေထုတ်လာရပါတယ်ဒီအထိကတော့တိုက်ခါမဆောက်တဲ့ဘုံကြီးတပါလူထွက်လာရတဲ့ဆိုပြီးပြေးသွားနိုင်ပေမဲ့နောက်ဆက်သွဲပြည်တနာကပို့ဆိုပါတယ်အရှင်မောင်နေနောက်ခေါ်လူထွက်သွားတဲ့ပုဂ္ဂိုလ်ဟာ ကျောင်းကနေဒီတိုင်းဆင်းသွားတာမဟုတ်ပါဘူး။သူရဲ့ဆွေမျိုးသားချင်းတွေနဲ့ပေါင်းပြီးတော့ကျောင်းတိုင်ပစ္စည်းတွေကိုပါပြောင်းအောင်တည်သွားခဲ့တာပါ။ဒေသခံတွေရဲ့ပြောကြားချက်အရဆိုရင်တော့ကျောင်းပိုင်ကားတစ်စီးတံပိုးကြီးပြီးဘောကတွေအလူခံရရှိထားတဲ့ဝတ္ထုငွေတွေနဲ့သင်ကန်းတွေကိုပါမကြံတည်ဆောင်သွားတယ်လို့သိရပါတယ်။ဒါဟာတကယ့်ကိုရင်နာစရာပါပဲ။တကာတကာမတွေကဒီပစ္စည်းတွေကိုကိုယ့်ရဲ့ဝမ်းစာထဲကဖယ်ပြီးတော့တဒနာအတွက်လှူထားတာပါ။ တန်ကြီးကိုက်ပစ္စည်းလို့လည်းခေါ်ပါတယ်ဖရာတရားတန်ကာအတွက်ရည်စူးထားတဲ့ပစ္စည်းကိုလူဝဲလဲပြီးမှကိုပိုင်ပစ္စည်းလို့တဘောထားပြီးတော့ယူဆောင်သွားတာဟာဗုဒ္ဓဘာသာအလိုအရဆိုရင်တော့ငဲကြီး၈ပါးကိုခံရမဲ့ကုလိုကံကြီးပါဥပဒေအရကြီးမယ်ဆိုရင်လည်းဒါဟာခိုးမှုအလွဲသုံးစားလုံးမှုမြောက်ပါတယ်အခုချိန်မှာတော့မူလအလှူရှင်တွေနဲ့ဒေတာခံပြည်သူတွေဟာအမတားမှစိတ်ဆင်းရဲနေကြရပါတယ်တစ်ဖက်ကအကြီးညိုခဲရတဲ့ဆရာတော်ကအခုလိုလှုပ်ထွားလို့ ိတ်ထိခိုက်ခဲရတယ်လို့တစ်ဖက်ကလည်းကိုလှူထားတဲ့ပစ္စည်းတွေပါသွားလို့နှမျောတတာဖြစ်နေရပါတယ်။လက်ရှိမှာတော့ဒီကိစ္စကိုတဆန်ရာကနေထိတိရရအေးအယူပေးဖို့နဲ့ပါသွားတဲ့ចောင်းပိုင်ပစ္စည်းတွေပြန်ရဖို့အတွက်ဒေသခံတွေကမျှော်လင့်နေကြပါဒီဖြစ်ရလေးကိုကြည့်ပြီးတော့သင်ကန်းစာယူစရာကတော့တဒနာဝန်ထမ်းအမိခံပြီးကိုကျိုးချနေတဲ့ပုံကိုယ်တွေရှိနေတယ်လို့တဒနာညှိုးနှံစရာတွေကြုံတွေ့ရအောင်ပါ။ဒါပေမဲ့အစမှန်တဲ့အတန်ကတော့ခေါင်းတွေကလည်းအများကြီးရှိနေသေးတာကြောင့် ယုံကြည်မှုကတော့ပျောက်ဆုံးမသွားတင်ပါဘူး။ကဲပိတ်ကြကြီးရေသင်္ကန်းဝစ်ကြီးနဲ့ KTV တက်လူမီတော်တော့လူထွက်လူထွက်တော်လဲចောင်းပိုင်ပစ္စည်းတွေကိုပါမောင်းပိုင်စီးသွားတဲ့ဒီပုံကိုရဲ့လောက်ရပေါ်မှာဘလို့မြင်ကြပါတလဲ။ယူထားတဲ့ပစ္စည်းတွေပြန်ရဖို့အသက်ဘလို့နီးလန်းတွေနဲ့လောက်ရမလဲ။ပိတ်တက်ကြီးတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။